မင်္ဂလာပါရှင်ရှမ်းအေဂိုမီဒီယာကကြိုဆိုပါတယ်ကလုံးမျိုးမောင်းမြေဥပန်းချံအစင်းမြင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက်မာစတာပလန်ဆောင်ရွက်မည့်လုပ်ငန်းတစ်ခုချင်းစီ အဆိုပြုဒီဇိုင်းများရေးဆွဲထားရှိမှုအခြေအနေများရှင်းလင်းခြင်းကိုမေလာ6ရက်နေ့နဲ့စင်နာရီခွဲကတောင်ကြီးမျိုးရှမ်းပြည်နယ်စိုးရွာဖွယုံစည်းဝေးခမ်းမ၌ကျင်းပခဲ့ပါတယ် ဥစွာကလောမျိုးမောမြေဦးပန်းချံအစစ်မြင့်ညင်းချင်းပတ်သက်၍ပြည်내စီပင်သာရေးဌာနညွှန်ကြားရေးမှူးဦးဆိုင်ထွန်းထွန်းကရှင်းလင်းတင်ပြပြီး Highland OEC Construction Company Limited မှရှင်းလင်းတင်ပြခဲ့ပါတယ်။ ထို့နောက်ပြည်내ဝန်ကြီးချုပ်ဦးအောင်အောင်ကစီပင်သားရေးဌာနအနေဖြင့်တည်ဆဲဥပဒေနေဥပဒေလုံထုံးလုံးဤအတိုင်းဆောင်ရွက်ပေးကြရန်ခရီးသွားပြည်သူများလာရောက်လဲပတ်မှုများရှိနိုင်ရန်အတွက်ပုံမိုကောင်းမွန်၍စေဆောင်မှုရှိအောင်ဆောင်ရွက်ပေးကြရန်လိုအပ်ပါကြောင်းမိမိဒေတာတာယာလှပအောင်ဆောင်ရွက်ရမည်ရည်ရွယ်ချက်ဖြစ်ပါကြောင်းတနိုင်ငံလုံးမှာလာရောက်လဲပက်တီဧည့်သည်တို့များအပန်းပြင်အနာယူနိုင်ရန်ဆောင်ရွက်ရခြင်းဖြစ်ပြီး အကြံပြုချက်များရှိပါကဆွေးနွေးပြကြရန်ဖြည့်ဆက်ဆွေးနွေးပြကြခဲ့ပါတယ်။၎င်းနောက် တက်ရောက်လာကြသောတက်ဆိုင်ရာပြည်내စီရင်တာဝန်ရှိသူများပြည်내ဆိုရဖွဲ့ဝင်ကြီးများပြည်내ဥပဒေချုပ်ပြည်내ဆိုရဖွဲ့တွင်ရင်မှုတို့ကမောမြေဥပန်းချံအစစ်မြင့်တင်ခြင်းစီမံကိန်းနှင့်ပတ်သက်၍လိုအပ်သည့်များကိုအကြံပြုဆွေးနွေးတင်ပြကြပြီးပြည်내ဝန်ကြီးချုပ်ကဆွေးနွေးချက်အပေါ်ခိုင်မာသောစာချုပ်ဖြစ်ရန်လိုအပ်ပါကြောင်းဒေသဖွံ့ဖြိုးရေးနှင့်ခရီးသွားလုပ်ငန်းများအတွက်ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်းမြို့သားရလှပရေးအတွက်ဖြစ်ပြီးမာစတာပလန်ကိုကျွမ်းကျင်သောပညာရှင် င်များနှင့်တိုင်ပင်ဆောင်ရွက်ပေးကြရန်လိုအပ်ပါကြောင်းစီပင်သာရေးဌာနအနေဖြင့်ဆောင်ရွက်မည့်ပလန်များကိုပြည်내ဆိုးရွားဖွဲ့သို့တင်ပြပေးရန်နှင့်မြန်မြန်ဆန်ဆန်ဆောင်ရွက်ပေးကြရန်လိုအပ်ပါကြောင်းဖြည့်ဆက်ဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည် ရင်းနောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်ကလောမျိုးမိယထားဘူတာယုံတို့တွားရောက်၍ကလောရွှေညောင်ယထားလမ်းပိုင်းတွင် ပြည်ဆွေးမီရင်းနှင်းငွေစကောင်းကြောင်မီသွေးသုံးမိယထားတွဲအားကြည့်ရှုစစ်စစ်ရာမြမမိယထားတိုင်းလီတာဝန်ခံမှရှင်းလင်းပြီးပြည်နယ်ဝန်ကြီးချုပ်ကရှေဟောင်းမိယထားဖြစ်၍ခရီးသွားပြည်သူများစီးနှင်းလိုက်ပါမည်ဖြစ်သောကြောင့်မိယထားကို တက်ရှင်းတရက်စွာရှိနေရနှင့်ဆေးရောင်ပြန်လည်တုပ်ပေးပါကပုံမကောင်းမသွားမီဖြစ်ကြောင်းမှားကြခဲ့ပြီးမိရထားတွင်များအားလှဲ့လေကြည့်ရှုစစ်ဆေးခြင်းနှင့်ကလောပူတာရှိရှိကလောချောင်းမြေထိန်နံရပြုပြင်တည်ဆောက်မှုအခြေအနေအားကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များပြည့်စွက်မှကြားခဲ့ပါတယ်။အဆိုပါယင်းငွေစကောင်းကြောင်မီသွေးသုံးမိရထသည်ကလောရွှေညောင်းသို့၃နာရီကြာခုံပေါင်းရပြီးမိုင်း90ကိုအသွားအပြန်ကြောင်မီသွေး၃.၅တန်ကုန်ကြောင်းသိရှိရပါတယ်။ဆက်လက်၍ပြည်내ဝန်ကြီးချုပ်နှင့်အဖွဲ့သည်ကလောဘူတာယုံရှိရှိတင်းငုံများဖဲရှားပေးနိုင်ရန်နှင့်ကလောဘူတာယုံခမ်းမအတွင်ပြသထားသောမှတ်တမ်းတပ်ပုံများအားကြည့်ရှု၍လိုအပ်သည်များမှကြားခဲ့ပြီးကလောမျိုးမောမြေဥပန်း ချက်အစင်းမြင့်တင်ဆောင်ရွက်နေမှုအားတွားရောက်ကြည့်ရှုစစ်ဆေးကလိုအပ်သည့်များမှာကြား၍ကလောအင်းပြင်ရှိကလောကျောင်းမြေထိန်နေရန်ပြုလုပ်နေမှုဆောင်ရွက်နေမှုအားကြည့်ရှုစစ်ဆေးကတာဝန်ရှိသူများအားလိုအပ်သည့်များဖြည့်ဆွတ်မှာကြားခဲ့ပါသည် ထို့နောက်ပြည်내ဝန်ကြီးချုပ်နှင့်အဖွဲ့သည်ကလောအင်ကြီးပြူဦးရင်အားတွားရောက်တည်ရှိစစ်ဆေးရာကလောမြို့နယ်တတော်ဦးစီးဌာနတာဝန်ရှိသူတအူးမှ2025ခုနှစ်မိုးရာသီတစ်ပင်စိုက်ပျိုးရန်အတွက်လူထုသို့ဖြန့်ဝေပေးမည်တစ်ပင်များနှင့်ပတ်သက်၍ရှင်းလင်းရာပြည်내ဝန်ကြီးချုပ်ကလိုအပ်သည်များဖြည့်စွက်မှာကြားခဲ့ပြီးပြောထောင်ထားရှိမှုအားကြီးရှုစစ်ဆေးခဲ့ကြောင်းနှင့်ဟဲဟိုမြို့ဘောနင်းကျွရအောက်စုရှိတကွင်း30ထဲကော်ဖီထုတ်စံပြကွက်တရားဤက နှင့်ဝရုံပင်ကျင့်ရွာစီတကွင်းတဆက်ထဲအာလူဆံပြားခွက်တရာအားတွားရောက်တည်ရှိစစ်ဆေးရာမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတာဝန်ရှိသူတအူးမှရှင်းလင်းပြီးတောင်သူများ၏တွေ့ကြုံနေရသည့်အခက်အခဲများအားတင်ပြကြရာပြည်နယ်ဝန်ကြီးချုပ်ကတက်ဆိုင်ရာများနှင့်ပေါင်းဆက်ညှိနှိုင်းဆောင်ရွက်ပြီးခဲ့ကြောင်းသိရှိရပါတယ်ရှင်။